မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ယမန်ဆက်လန်တွေကတော့ပရိသတ်ကြီးတို့ခံမှန်းလို့မရတော့အောင်ဆက်လန်ဆိုင်ကကောင်နဲ့စတင်ပြီးတော့ဇက်ဆိုင်တက်နေပြီလည်းဖြစ်ပါတယ်ဒါလက်ရှိထွက်လာတဲ့အပိုင်းမှာတော့စနိုးတယောက်ဟာနိုင်ငံသားကပြန်ရောက်လာပြီးတော့မှဒါသူတို့ချမတ်မိသားစုရဲ့ကုမ္ပဏီမှာဒါယာတို့အကြီးအကဲယူပြီးတော့သူ့အနေနဲ့လောက်ကင်နေခဲ့တာပဲဖြစ်ပါ အဲ့တော့လုပ်ငန်းသဘောတရားအရာဒါအကုန်လုံးနဲ့ပြောဆိုဆက်ဆံရတဲ့အခါမှာเนาะဒါထောက်အောင်ဆိုင်နေတယ်ပြောဆိုပတ်သက်ပါတယ်ထောက်အောင်ဆိုင်နေပြောဆိုပတ်သက်ရတဲ့အခါမှာဒါထောက်အောင်ဆိုင်ကိုစေးနဲ့လှုပ်ပြီးယူခဲ့တဲ့ယူတန်တာတင်ကားနေပြီးတော့မှဒါစနိုးအပေါ်မှာစတင်စိတ်ကွက်လာခဲ့ပြီပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းအိမ်ပေါ်မှာနင်းစီเนาะယူတန်တာတင်ရဲ့ပါသာပေးတဲ့ကိုခံရရတဲ့အိမ်ပေါ်မှာနင်းစီကားနေပြီးတော့သူတို့ရွာကိုပြန်တဲ့အချိန်မှာဒါတကယ်ကိုအစွမ်းထက်လွန်းတဲ့ဆိုတဲ့အောင်လန်းစရာကြီးနဲ့တော့တွေးခဲ့ပြီလည်းဖြစ်ပါတယ် အဲ့လိုတော့တွေးခဲ့ပြီးတဲ့အချိန်မှာဒါယူတနာတင်ကိုပြန်လည်ပြောပြခဲ့ပြီးတော့ယူတနာတင်ကလည်းကျင်းတဲ့အပြုံးနဲ့နင်းစီကိုတော်ရလို့ချီးကျူးနေပါတယ်စနိုးကိုယူတနာတင်ကနေပြီးတော့မှတူယောက်ကြနဲ့လာမပတ်သက်ဖို့ညီမအချင်းချင်းတောင်မှမယုံကြည်တဲ့အထားတွေနဲ့လှုပ်ပြီးပြောနေခဲ့ပါတယ် အဲတော့စနိုးကလည်းထအောင်ဆိုင်ကို ကိုကြီးကိုကြီးမိမအကိုကြည့်ပြောတမီတို့ကအလုတ်တဘောရဆက်ဆန်နေရတာတခြားပါစိတ်မမရှိဘူးအဲတော့မမကိုယောက်ျားကိုကိုစိတ်မချဖြစ်နေရင်လည်းကိုအခန်းထဲမှာကိုထဲ့တာဘယ်ကောမှမလွတ်နဲ့လို့ပြောပြီးတော့ထွက်သွားပါတော့တယ်အဲ့လိုထွက်သွားတဲ့အချိန်မှာဝဒီတယောက်ကတော့နော်မြမအရင်ဖြစ်တဲ့မြမအငယ်ဆုံးလေးဖြစ်တဲ့စနိုးကိုမကြည်နဲ့တဲ့အကြည့်တွေနဲ့ကြည်နေခဲ့ပါတယ်အဲ့တော့ဇလန်းဆမှာအလုံးမြင်ခဲ့ကြတဲ့အတိုင်းဝါအောင်ကြီးကနေပြီးတော့သူ့သမီးအငယ်ဆုံးလေးစနိုးရဲ့ဓာတ်ပုံကိုဖတ်ပြီးတော့ငိုနေခဲ့ပါတယ် ဲ့တော့ဆက်လန်ထုံလွှင့်တဲ့ပထမပိုင်းမှာလည်းစနိုးကတေဆုံးနေခဲ့တာဖြစ်ပြီးတော့မှအဲ့လိုတေဆုံးခဲ့တာဟာအမဖြစ်သူလုံးကြံတပ်ဖြတ်မှုကြောင့်ပဲလားဆိုပြီးတော့ဒါပြည်သက်တွေကတွေးထင်နေကြပြီပဲဖြစ်ပါတယ်အဲ့လိုဟုတ်မဟုတ်ဆိုတာကတော့ကျွန်တော်တို့နောက်အပိုင်းတွေမှာဆက်လက်ပြီးတော့စောင့်မျှော်တည်ရှိသွားမှာပဲဖြစ်ပါတယ်ဗျာ